အခုတင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းကတိုက်ခိုက်ခဲ့လေများတဲ့မှာတရှိုကိုပြန်လည်ပြင်ဆင်သုံးပြနိုင်မယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။ယူကရိန်းကစစ်စင်ရေးတရဆင်နွှဲပြီးတော့တိုက်ခိုက်ခံခဲ့ရတဲ့မဟာဗျူဟာများတိုက်ခိုက်လေယူနေတဲ့မှာတရှိုဟာပြန်လည်ပြင်ဆင်ပြီးတော့သုံးဆွဲနိုင်မယ်လို့ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးစာဂျီအာရာဘီကော့ဖ်ကပြောကြားခဲ့လို့သိရပါတယ်။ယူကရိန်းဟာရုရှားနိုင်ငံရဲ့လေဆိပ်လေးကိုမယနာထားတဲ့မဟာဗျူဟာများတိုက်ခိုက်လေယူနေကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ရပါဗျ။ တိုက်ခိုက်ခံရလေနေတဲ့မှာရုရှားနိုင်ငံပိုင်နယ်ထဲကနေမာယာနဲ့ရှိဝေးတဲ့ယူကရိန်းနိုင်ငံတွေကပြမတ်တွေကိုတာနက်ပစ်တုံးကြီးတွေတင်ဆောင်ပစ်ခတ်နိုင်တဲ့ TU95 နဲ့ TU22 လို့မဟာဗျူဟာများတိုက်ခိုက်လေနေပါဝင်ခဲ့ပါတယ်ဒီကိစ္စတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့တဲ့လင်းရီအတွက်ကိုနှစ်ဖက်လုံးကအတူပြုလိုက်ပေမရှိခဲ့ပေမဲ့ပျက်စီးမှုပမာဏဟာအမေရိကန်ဒေါ်လာခွန်ဘီလီယံနီးပါးရှိမယ်လို့ခမတ်မှုတွေထုတ်ပေါ်ခဲ့ပါတယ် ဆာဂျီအာရာဘီကော့ကမဟာဗျံမတ်တက်ခဲလေးတွေတဲ့ကတချို့ကိုပြန်လည်သုံးဆနိုင်မှာဖြစ်ပြီးတော့အမြန်ဆုံးသုံးပြနိုင်အောင်လုပ်ဆောင်နေရလို့ပြောကြခဲ့ပါတယ်။ဒီစဉ်တော့ငင်းကြောင်ဝါပေးပို့လာပါဗျ။